မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်မင်းအွန်လိုင်းအပါဝင်စစ်ဘိုလ်ချုပ်တွေကိုထိတ်လန့်စေခဲ့တဲ့ drone တိုက်ခိုက်မှုအတွက်လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ဂျန်မာတွေကိုပြန်လည်သုံးသပ်စမ်းစစ်ပြီးဒီအဆင့်မြင့်တင်ဖို့စစ်ကောင်စီကအရေးပေါ်ညွန်ကြားနေပြန်ပြီဆိုပါတယ်ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကလွကျဲမြို့မှာ KAI ကချစ်ပိတ်လိုက်တဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေအတွင်းကို နန်စီရဲ့ဝန်ထမ်းတွေပါဝင်မြည်သူကိုမှပေးမဝင်တော့ဘူးဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြမ်းဖက်မဲအောင်လိုက်ပါဝင်စစ်ဗိုလ်ချုပ်တွေကိုထိတ်လန့်စေခဲ့တဲ့ drone တိုက်ခိုက်မှုအတွက်လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ဂျန်မာတွေကိုပြန်လဲသုံးသပ်ဆန့်စစ်ပြီးအစ်စ်မြင့်တင်ဖို့စစ်ကောင်စီကအရေးပေါ်ညွန်ကြားနေပြန်ပြီလို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဧပြီလ၄ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲနေပြည်တော်စီယုံကျုပ်အီလာလီတက်နဲ့မင်းအောင်လိုင်ရဲ့နေအိမ်ကိုပါဒရုန်းအစီးရေများစွာနဲ့တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီထိတ်တန့်ဗိုလ်ချုပ်တွေအတွင်လက်ရှိသူတို့ရဲ့လေကြောင်းရန်ကာကွယ်မှုစနစ်တွေဂျမ်းမာတွေဟာလုံခြုံအောင်မစွမ်းနိုင်မဲလုံခြုံရေးစီကျိုးပေါက်နေတဲ့အပေါ်စိုးရိမ်မှုတွေဖြစ်ပေါ်နေတယ်ဆိုပါလေနောက်ထပ်လုံခြုံရေးစီမကျိုးပေါက်အောင်ဘလို့လုံမလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုလည်းစစ်ကောင်စီကအစီရင်ခံစာတွေအမြန်ဆုံးတင်ခိုင်းနေပြီး 24နှစ်အပြည့်ဒရုန်းစောင့်ကြည့်ရေးအဖွဲ့ကပါဖွဲ့ခိုင်းနေပြန်တယ်လို့နေပြည်တော်စစ်ပတ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်အဲ့ဒီလိုမနေ့ကနေပြည်တော်ကိုဒရုန်းစီးရင်များစွာနဲ့တိုက်ခိုက်မှုသတင်းကိုနိုင်ငံတော်သတင်းမီဒီယာတွေမှာလည်းစစ်ကောင်စီရဲ့လုံခြုံရေးကိုချိန်ချောက်တဲ့ဖြစ်စဉ်အနေနဲ့ကြဲကြဲပြန့်ပြန့်ပေါ်ပြနေကြပြီအဲ့ဒီသတင်းနဲ့တူနိုင်ငံတော်တော်လန်ရေးတပ်တွေရဲ့နေမြေစိုးမမှုမြင့်တက်လာတဲ့အခြေအနေတွေကိုလည်းပေါ်ပြနေကြပါလိမ့်ခင်ဗျ ဖတ်မှာတော့ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကလွယ်ကျဲမြို့မှာ KNY ကချိတ်ပိတ်လိုက်တဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေအတွင်းကိုနန်းစီဒီယန်ဝန်ထမ်းတွေပါဝင်မြည်သူကိုမှပေးမဝင်တော့ဘူးလို့လွယ်ကျဲမြို့နေပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မနေ့က KNY ကနေစာပါလာကတ်သွားတဲ့အတွက်မနေ့ညနေကနေစပြီးစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေအကုန်လုံးသူတို့ရဲ့ရုံးတွေကနေထွက်ခွာနေကြပြီးရုံးအလုံးဘသူကိုမှဝင်ခွင့်မရှိတော့ဘူးလို့လွယ်ကျဲမြို့နေကုန်တဲ့အုပ်ကပြောထားပါတယ် ရကြံမျိုးကို KAI နဲ့မဟာမိတ်တပ်တွေကထိန်းချုပ်ပြီးတဲ့နောက်မှာပဲမြို့ဆောင်တပ်စခန်းကိုပါ KAI နဲ့မဟာမိတ်တပ်တွေကဝိုင်းထားလိုက်ပြီးဖြစ်တယ်လို့လက်ရှိမြို့ထဲမှာရှိနေတဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေအလုံးကိုလည်းချိတ်ပိတ်လိုက်ပြီးအကြံပစစ်တပ်ရဲ့ဝါစိန်ဒီအလန့်တွေကိုပါဖြုတ်ချလိုက်ခဲ့ပြင် KAI ရဲ့အုတ်ချုပ်ရေးကိုတရားဝင်စတင်လိုက်ပြီးဖြစ်တယ်လို့လည်း KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျ က်မှာလဲရခိုင်ပြည်နယ်မင်းပြမြို့နယ်အမှတ်ကိုတန်းမြင့်လေးချင်းရင်တင်တဲ့ကြောင်းကနေထွက်ပြေးလာတဲ့အကြက်ဖက်စစ်ကောင်စီဘက်ကရဲတပ်ချက်ကြီးမျိုးစော်ဆိုသူကိုအရှင်ဖမ်းဆီးရမိထားတယ်လို့ကျောင်းသားလက်ယုံတက်တော် SAF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်မင်းပြမြို့နယ်မှာအကြက်ဖက်စစ်တပ်ရဲ့အမှတ်ကိုတန်းမြင့်လေးချင်းရင်တင်တဲ့ကြောင်းကိုရခိုင်တပ်တော် AA ကမက်စလာအတွင်းမှာပဲတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်အဲဒီကနေထွက်ပြေးလာတဲ့စစ်ကောင်စီဘက်ကရဲတပ်ချက်ကြီးမျိုးစော်ဆိုသူကိုចောင်းသားလက်ယုံတက်တော် SAF တပ်ဖွဲ့က မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာအရှင်ဖန်းစီရမိခဲ့တယ်ဆိုပါလေအဲ့ဒီလိုဖန်းစီရမိထားတဲ့ရဲတကြက်ကြီးမျိုးစော်ဆိုသူကိုကျောင်းသားလက်ရုံးတက်တော်ကနေဂျနီဖာကွန်ဗင်းရှင်းနဲ့အညီထိမ့်သိမ်းထားပြီးဒေါ်လာရေးမဟာမိတ်တက်ဖြစ်တဲ့ရခိုင်တက်တော် AAC ကိုအနှံပေးလိုက်ပြီးဖြစ်လို့နောက်ဆက်တွဲအရေးယူမှုတွေကိုတော့ရခိုင်တက်တော် AA ကဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲကျောင်းသားလက်ရုံးတက်တော် SAF ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျဒီတခါရန်ကုန်တိုင်းမှာတော့ မော်ဘီမြို့နယ်နဲ့တွန်တင်းမြို့နယ်တွေကစစ်တပ်စစ်စေးရေးဂိတ်တွေမှာမနေ့ကညပိုင်းမှာပဲဘုံတွေဇက်တိုက်ပကွက်ခဲ့တယ်လို့ဒေသခံပြည်သူတွေနဲ့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ကပြောထားပါတယ်။ဧပြီလ၄ရက်နေ့ဖြစ်တဲ့မနေ့ကည၈နာရီခွဲလောက်မှာပဲရန်ကုန်တိုင်းမော်ဘီမြို့နယ်အမှတ်၄လမ်းမကြီးမှာရှိတဲ့စစ်တပ်စစ်စေးရေးဂိတ်အနီးမှာဘုံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးပေါက်ကွဲတံကတော်တော်ကိုကျဲတဲ့အတွက်တော်တော်များများတိလိုက်ကြတဲ့အပြင်အဲ့ဒီလိုပေါက်ကွဲပြီးတဲ့နောက်စစ်တပ်နဲ့ရဲတွေကကားတွေကိုပိတ်ဆို့စစ်ဆေးရမှာ။ ကားပေါ်မှာပါတဲ့လူတွေအကုန်လုံးစင်းပေးရတယ်လို့လဲတက္ကစီရင်မောင်းတအုပ်ကပြောထားပါလေအလားတူရန်ကုန်တိုင်းတွန်တင်းမြို့နယ်မှာလဲမနေ့ကညနေ6နာရီဝင်းကျင်လောက်မှာပဲဂျောင်းဝိုင်းလေးရက်ကွက်မှာရှိတဲ့စစ်တပ် gate နဲ့ပြူစော့တီ gate ကိုဒက်ရှယ်ရိုအဖွဲ့ကနေဘုံခွဲတက်ခတ်ခဲ့တယ်လို့လဲရဲဘော်ပန်တာကရန်ကုန်ခေတ်တကိုပြောထားပါလေခင်ဗျာအခုတခါဆက်ချင်တာကတော့နွေဦးဒေါ်လာရေးအောင်မြင်စွာအမြန်ပြီးစီးရင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ပေါ်ပေါက်ရေးကိုမြန်မြန်ဆန်ဆန်လှုပ်ဆောင်ကြဖို့ ် MG ယာယီတမနာဒူဝါလက်ရှိလကတိုက်တွန်းလိုက်ပါလေဧပြီလ၄ရက်နေ့ဖြစ်တဲ့မနေ့ကအမျိုးသားညီညွတ်အတိုင်မင်ငန်ကောင်စီကနေကြီးမှုချင်းပါတဲ့ဒုတိယအကြိမ်ပြည်သူညီလာခံဖွင့်ပွဲအခမ်းအနားမှာမြို့သားညီညွတ်အစိုးရရဲ့ယာယီတမနာဒူဝါလက်ရှိလကပြောတော့တာပါနေယူတော်လန်ရဲ့အချိန်ကြက်လာတာနဲ့အမြန်ပြည်သူလူထုရဲ့ဝင်းဒိုးဝင်းပိုးကိုပေါ်တဲ့တက်ပေါ်အောင်အားလုံးဝိုင်းဝန်းစ조사ကြရမှာဖြစ်တဲ့ပြင်လူထုရဲ့အသက်သွေးချွေပေးဆက်မှုကိုပါမိတ်မထားကြဖို့လိုအပ်တယ်လို့လဲဆိုထားပါတယ် လက်ရှိຫນွေဥတော်လန်ရေးတပ်ပေါင်းစုကြီးတစ်ခုလုံးကိုပြည်သူလူထုရဲ့သဘောဒါဆန္ဒနဲ့အညီ Federal Democracy ပြဋ္ဌာန်းချက်တွေနဲ့စုပေါင်းချီတက်နေကြတာဖြစ်တယ်လို့တိတ်မကြခင်ကာလတစ်ခုမှာအတွင်ကူးပြောင်းရေးကာလတွေကိုတဆင်ချင်းစီဝင်ရောက်ဖြတ်တန်းရမယ်အချိန်တွေရောက်လာမှာဖြစ်တဲ့အတွက်ຫນွေဥတော်လန်ရေးအောင်မြင်စွာအမြန်ပြီးစီးရေးနဲ့ဖွဲ့စည်းကုန်အခြေခံဥပဒေသစ်ပေါ်ပေါက်ရေးကိုမြန်မြန်ဆန်ဆန်လှုပ်ဆောင်ကြဖို့လိုအပ်ပြီးအာတုံခွန်ဆိုင်ကြိုးပမ်းနေမယ်ဆိုတာကိုလည်းယုံကြည်ပါတယ်လို့နိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောတော့ပါတယ် ဒါအပြင်အခုတော်လန်ရစ်တစ်ခုလုံးဟာလူတန်းစားပေါင်းစုံလူမျိုးပေါင်းစုံအလွှာပေါင်းစုံကနေတော်လန်တိုက်ပွဲဝင်နေကြတာဖြစ်ပြီးမကြာမီကာလအပိုင်းခြားမှာဆန္ဒရှင်စနစ်ချုပ်ငိမ့်ပြီးတော့တိုင်းပြည်တစ်ကိုပြည်သူလူထုနဲ့အတူမျက်ဝါးထင်ထင်မြင်တွေ့ရတော့မှာဖြစ်တယ်လို့လဲနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောကြားတော့ပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ thank you